ဘွားသောဝါကောင်ဖြစ်၍မိုးသားတိမ်လေးတို့သည်မြစ်အနောက်ဘက်မှတလိမ့်လေးတဲ့၍လာသည်တိမ်ညိုတိမ်မဲတို့သည်ချိုးပန်းချိုးလည်များကဲ့သို့အလိမ့်လိုက်အဆုတ်လိုက်အခဲလိုက်တရွေ့ရွေ့မြင့်တက်လာပြီးမြောက်ရက်တို့ခီးနေနေကြသည် ထိုအရာများသည်မုတ်တုံလေးခီးတဲ့များပင်ဖြစ်သည်ရွာဘော်ကောင်းကင်ဘော်ရောက်တော့ခဏနား၍လက်ဆောင်အဖြစ်ပလဲပန်းမိုးရည်ဇက်တို့ဟာကျဲချရပါလေသည်အောင်ဆိုးသည်အိမ်မိုးတော်ပြားဘော်တို့တရောက်တော့ကြာနေသောမိုးစံအားနားထောင်ရင်းတငယ်ချင်းဖြစ်သူ ဖိုးထောင်ဝသတိရနေသည် မိုးရေတဲ့ကွင်းဆက်မှာဖားရိုက်လိုက်ရလျင်ဘလောက်ကောင်းမြင်နီကကက်တစ်တွေငရမ်းတွေလဲတဲ့အင်းထဲမှာမိုးလေးဆက်ဆက်ဆိုရင်ခုံနေကြပြီဓာတ်ရှင်နဲ့ခေါက်လိုက်ရလျင်တဟင်းစားတော့အตาလေးပေါ့တော့ရွာတလေးရသူတို့လိုအသက်၈နှစ်၉နှစ်အရွယ်လေးတွေဒီပလိုင်းတလုံးခိုင်းနေတဲ့ကြောင်းဖြစ်လဲတဲ့အင်းထဲမှာငားဆန်နေကြလေးကွာလဲပါမိဓမာလဲပါမိဘောင်းမီတို့ဝိပစိုးကိုပိုင်းပြီးငားဆာကြတာကသူတို့ရွာတလေးကြောင်းပည့်ရဆိုလျင်သူတို့ပြောကြပြီသူတို့ကိုအိမ်မှာဖမ်းယူမမိတော့ ရလာသည့်ငါးပစုံတွေကိုနွားတင်းကုတ်ထဲမှာမီးဖို့ပြီးမီးဖုတ်စားမိ။ဗျိုင်းတို့မဲညိုးတို့ပြစ်ဖမ်း၍ရလာလျင်တော့စားတို့စနွင်းတို့လူးလျက်မီးကင်စားမိ။ဘလောက်ကောင်းလိုက်တဲ့ပေါ်ကလည်းမြို့နေကလေးများနဲ့တော့ကွာပဒေါ်အေးတင်ကဖိုးထောင်ဤအဖွာဖြစ်သည်။တရွာလုံးကဒေါ်အေးတင်ဟာစကားမပြောရဲကြ။အလွန်ကြောက်ကြသည်။ဘာကြောင့်လဲလို့တော့အောင်ဆိုးမသိပါ။သူကတော့ဖိုးထောင်တို့အိမ်တို့ဝင်ထွက်နေပြီးအမေနဲ့အတော်နှောင်းဝမ်းခွဲတော်ဆက်တဲ့ပြည့်ဆွေမျိုးနီးဆက်ဖြစ်သည်။ ဖိုးထောင်သည်စကားပြောလျင်အတန်လုံးတို့သည်သူ့စခင်သည်မွေးကလေးကဘာဖြစ်လာသည်မသိအတန်ကြဲကြဲပြော၍မယသူစကားအတန်အားဂယုဆိုက်၍နားထောင်မှပြပီတတကြားရ၏ကြာလာတော့အောင်စိုးစိတ်မရှိ၍ဖိုးထောင်ကညောင်စီဟုနာမည်ပြောင်းပေးပြီးခေါ်ပါလေတော့သည်ညောင်စီရေဟုခေါ်လိုက်လျင် အချင်းချင်းအားတော့သိသည်ဖိုးထောင်ကတခုတော့တောင်းမဲ့ထားသည်သူ့အိမ်မှာဒီနာမည်ကိုမခေါ်ဖို့ဖြစ်စီသူ့ဖွားတော်ရေးတင်က သူ့မြီးဖြစ်သူကိုနောက်တာမကြိုက်ဘူးတဲ့ တနေ့တော့အောင်စိုးသည်ခိုးထောင်တို့နေထိုင်ရာရွာတောင်ပိုင်းသို့ထွက်လာခဲ့သည်တောင်ပိုင်းရွာအပြင်ဘက်ကွင်းဆက်တွင်ဗျိုင်းကြီးတွေအုပ်လိုက်ဆင်းလာတတ်သည်တထွာတမိုက်ရေဆက်ဆက်မြက်တော်ကိုင်းတော်တဲ့တွင်ဗျိုင်းမဲညုံငှက်တို့အုပ်လိုက်ဆင်းပြီးမှခရုဂုံကနန်းလုံးများတကောက်ကွက်အတန်ပေးရင်စားကြသည် အောင်စိုးနှင့်ခိုးထောင်တို့အတွက်တော့ထော်ကွင်းဆက်သည် သူတို့အမဲလိုက်ရာမဟာမြိုင်တော်ကြီးဖြစ်သည်ညောင်စီညောင်စီငှက်ပြစ်မဟဲ့အိမ်ထဲမှာဆူရှက်ရှက်အတန်တန်ထွက်လာသည် ဘသူလဲဟဲ့ငါမကြီးကိုညောင်စီလို့ခေါ်တာငါမကြိုက်တဲ့နာမည်ကိုငါ့ရဲ့ကြီးမှလောက်ခေါ်နေတာဘသူလဲဒေါ်အေးဒီစူးချက်ချက်အကွဲသောအတန်ကြီးသည်အောင်စိုးဟာဆွမ်းရသွားစီပါတော့သည်သူပါစကားမှထွက်မရဘဲအနေသောသူကဲ့သို့ဖြစ်သွားပြီးခြံဝမှခြေစုံရပ်၍မျက်လုံးအဝိုင်းသားဖြင့်ကြည့်နေမိသည်အောင်မဲဘသူလဲလို့မခွေးမရဲ့သားပဲဟဲ့ခွေးမသားဘာဖြစ်လို့ငါမကြီးကိုညောင်စီလို့ခေါ်နေရတာလဲ အောင်ဆိုးကသူ့ကိုခွေးမာသားလို့အခေါ်ခံရတဲ့ပြည့်စိတ်ထဲမှာထောင်းကနေဒေါသဖြစ်သွားသည်ထို့တော်လည်းမှန်နေ၍သူဘာမှမပြောတာသူ့အမိန်နာမည်ကလည်းကြံ့ကြံ့ဖန်ဖန်ဒေါ်ခွေးမာဖြစ်နေပြီကျွန်တော်တို့တငယ်ကြီးတွေနောက်ပြီးခေါ်ကြတာပါကြီးပေါ်ကြီးငါမကြိုက်ဘူးမခေါ်နဲ့နင်ငါအမျိုးဖြစ်နေလို့ကံကောင်းသွားတယ်မဲ့ဒါပေမဲ့နေ့ကငါဒဏ်ပေးရမယ်ကြီးရောအေးတင်ကြောင့်နေ့မီပြော့ပြမထားဘူးလားအမေခဏခဏပြောသည်ကိုကူးမသွားတရရသည် ဒေါ်အေးတင်အိမ်ကိုမသွားနဲ့တာဟူသောစကားသည်ဘာအဓိပ္ပာယ်လဲဆိုတာကိုခလေးဖြစ်၍သူမသိပါဟိုးထောင်နှင့်အမျိုးတော်၍တငယ်ချင်းလိုခင်မင်းနေသည်ဖြင့်သွားခြင်းဖြစ်သည်ဟဲ့ကောင်းလေးလာသက်တည်းကိုကြော့ထဏ်ရခဲစားလိုက်ကြီးရောအေးတင်ပေးသောထဏ်ရခဲအားကြောက်ကြောက်နှင့်စားလိုက်ရသည်ငှက်ပြစ်ပြီးအိမ်ပြန်ရောက်တော့အောင်စိုးရပြပြပြအာအာအမေအမေဟဲ့ငါသာနေဘာဖြစ်နေရလဲဘာ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 ဖြစ်ဘာဖြစ်ဘာဖြစ်လို့လဲအမေနေဘာဖြစ်လို့စကားထင်နေရလဲ အမေပြောမှသူစကားထင်နေမှသိလိုက်ရသည်သူဘာဖြစ်လို့စကားတက်တော်တာလဲမစင်စားတတ်တော့ရခင်ကသူစကားပြောလျင်ချောမွေနေသည်အခုတော့ရခင်ကလို့မဟုတ်တော့စူးစား၍စကားကိုမထက်အောင်ပြောကြည့်သည် မရပါထင်မြဲထင်နေသည်ဒီတို့ဖြင့်ကိုအောင်စိုးသည်စကားထက်တော်သူတယောက်ဖြစ်ရောက်ရှိခဲ့ရပါသည်အင်းလေရွာလေးသည်နှွေရောက်လာလျင်တချို့အင်းကျိုးချောင်းကျိုးများသည် ရေခမ်း၍ရေဆက်ဆက်သာကြံမာတော့သည်ငါပဇွန်တွေကလည်းအင်းတကြီးတွေဖမ်း၍ဂုံပြီးဖြစ်သည် အောင်စိုးတို့ကလေးတိုက်ကတော့ပိုက်စုပ်ပိုင်ဟောင်းများဖြင့်ဝါးနှလုံးမှချီ၍ရေဆက်ဆက်မှလိုက်ထိုးလျင်ငမုံငမွားငဘဲဖြူငပနောငကြောင်းအကောင်သေးသေးများသာရရှိ၏တခါတရံငကြီးငခုငရက်ဝဇွန်စိတ်တသေးလေးတွေတွေ့ရတတ်သည်အောင်စိုးနှင့်ဖိုးတောင်ကကြီးတော်အေးတင်လို့ချမ်းဝင်းထဲတွင်ရှင်များခူး၍လောက်စလုံးလုံးနေကြသည်ဟဲ့အောင်စိုးဖိုးတောင်နင်တို့ငစင်ရံမစွန်တို့အကောင်ကြီးမစားချင်ကြဘူးလားစစစစားချင်တာဗောကြီးကြီးကြီးတော် ဒေါ်ရည်တင်သည်အောင်ဆိုးစကားထင်တယ်ဒီကိုသဘောကျသလိုတစ်ချက်ရည်လိုင်းရင်းနဲ့ဒါဆိုချောင်းထဲမှာပတ်ဖက်အရှင်လေးဖမ်းလာနော်နှစ်ယောက်သားခြံအောင်စုပ်ကလေးပိုက်ပြီးချောင်းကျိုးထဲသို့ပြေးကြပါသည်ဝါးနှလုံးမှာခြံအောင်စုပ်လေးချီ၍ဒူးစစ်လောက်ရည်ထဲလိုက်ထိုးသောအခါပဇွန်စိတ်လေးတွင်ငစင်ရိုင်းအကောင်သေးသေးလေးတွေငမွေတို့အကောင်သေးသေးလေးတွေမိလာ၏လက်ဆွဲဒန်းချိုင်နဲ့ရည်ထဲပြီးငားလေးတွေမတေအောင်ယူလာကြရသည်ကြည့်ကြည့်ကြည့်တော့အအအသေးလေးတွေပဲမိမိတယ်ဗျအကောင်ကြီးမရှိတော့ဘူးဗျ ်ပေးစမ်းပါငါ့ကိုနင်တို့ပြန်စော့နေကြဟင်းကျက်ငါခေါ်လိုက်မယ်ဒေါ်အေးဒီသည်ဒန်ဂျိုင်လေးကိုဆွဲပြီးအိမ်နောက်ဘက်သို့ဝင်သွားသည်သူတို့လည်းလောက်စလုံးဆက်လုံးနေကြသည်မွန်တဲ့ချိန်ရောက်တော့သူတို့ထမင်းစာလာကြပြီကြီးတော်အေးဒီငါမကြက်သေးဘူးလားငါသိန်းကနုပ်လေးတွေအုတ်ကပ်ကလေးသာချက်ထားမိထင်သည်နှစ်ယောက်သားလောက်စလုံးတွေကိုနေဘူးထဲမှာဖြန့်ခင်းရင်အိမ်ဘက်သို့လှည့်ကြည့်နေကြသည်ဖိုးထောင်ကလည်းသူ့အဖွာထမင်းစာပြီးဟုမပြောရဲဟဲ့ဟဲ့ကောင်လေးလာကြလာကြထမင်းစားလို့ရပြီ လက်စဲပြီးနောက်ဖေးမိဖို့ကြောင့်လည်းဝင်သွားတော့ခမင်းနဘကန်နဲ့ဟင်းမကန်ကြီးများချထားသည်ဟင်းကွက်ကြီးကအငွေတစ်ထောင်းထောင်းထားလျက်ငါဟင်းစီချမ်းရေတောက်တစ်ခွက်ကလည်းစားကျင်စဝဲဖြစ်သည်အောင်စိုးကဟင်းတွေခတ်ထည့်လိုက်သည်ပဇွန်တုပ်ကြီးတစ်ထုပ်ငစင်ရိုင်းတစ်ထွာလောက်တကောင်ပါလာသည်အပပါကောင်းလိုက်သည်ဟင်းပဇွန်တုပ်ကြီးကလည်းဤနေသည်ငစင်ရိုင်းကြီးကလည်းစူဖြိုးနေသည်ဖိုးထောင်လေးခေါင်းမဖော်အောင်စားနေသည်သူသမင်းစားနေရင်စဉ်းစားမိသည် သူတို့နှစ်ယောက်ကြီးကျော်အေးတွေကိုဖမ်းပေးလိုက်ပြီးကငါးတေးသေးလေးတွေပစွန်စိတ်တွေအကူဟာကဘလို့ပြစ်ပြီးငါးကြီးပစွန်တို့ကြီးတွေဖြစ်နေသည်မသိစင်းစားနေမင်းနေလျင်ပေးစီတော့မီစားကောင်းနေတာပဲအကုန်တီးပြီးမီနှစ်ယောက်သားစားလိုက်ကြတာဟင်းတစ်ပကံပြောင်းလေးပြီးဖြစ်ဒေါ်အေးတင်ကသဘောကျသွားပြီးတစ်ချက်ကြီးလာရင်အိမ်ရှိထွက်သွားသည်အင်းလေရွာတွင်ကြောင်းမရှိပါရွာတောင်ဘက်တမိုင်နဲ့အကွာရှိညောင်ကုန်းရွာတွင်ကြောင်းသွားတတ်ရသည်ထိုကြောင်းမှာလေးတန်းအောင်တော့စကားကြီးအထက်တန်းကြောင်းသို့ပြောင်းရသည် အမေအကိုဝမ်းကွဲတယောက်အိမ်မှာနေပြီးကြောင်းတက်ရင်တရင်ကျွတ်ဒီစင်မှာကြောင်းရက်ရှည်ပိတ်လျင်စကားကြီးမှာလေကြုံပြည့်ရွာတို့ပြန်သည်ရွာပြန်ရောက်သည်နှင့်ဖိုးထောင်တို့အိမ်တို့သွားသည်ဖိုးထောင်သည်သူ၏အခင်ဆုံးတငယ်ချင်းမိခင်ဖြစ်သူကသားလေးစကားထင်နေသည်ကိုကြည့်ပြီးစိတ်မကောင်းသဖြင့်ကြီးတော်ဖြစ်သူဒေါ်ရေးတင်ကသွား၍တောင်းပန်သည်ဟုအောင်စိုး၏ညီဖြစ်သူကပြန်ပြောပြသည် သူနားမလဲပါသူစကားထစ်တာနဲ့ဘာဖြစ်လို့အမေကဒေါ်ရေးတင်ကိုသွားပြီးတောင်းပန်တာလဲအမေကအဲ့ဒီအိမ်ကိုမသွားနဲ့ဟုမှားထားသည် သူကတော့ပြောစကားနားမထောင်တငယ်ချင်းဖိုးတောင်ကိုခင်သဖြင့်အမေ့အလက်မှာထွက်သွားတတ်သည် အောင်စိုးကငကြောင်းဟင်းကိုအလွန်ကြိုက်သည်ငကြောင်းသည်ငဒံငဲ့သို့အလွန်ဆူသည်မကြည်သည့်မဲ့ဖြင့်ချက်စားလျင်ထမင်းမိတ်ဒိုအေးတဲ့အိမ်သို့ရောက်လျင်သူနှင့်ဖိုးတောင်အားမြေကမ်းဆံမှာငကြောင်းတွေရှာပြီးများခိုင်းတတ်သည်ငများတိုင်းဖြင့်ငကြောင်းတွေများကြသည်ငကြောင်းတွေကလည်းအကောင်ကြီးကြီးမဟုတ်တစ်ဖွာသမိုင်းမြသာဖြစ်သည်အကောင်ကြီးတွေကမြစ်လယ်မှာပိုင်နေထောင်ရသည်ငကြောင်းသည်အလွန်ရည်ရသောငါဖြစ်သည် ငါများတယ်မမိ၍ကုန်းမော်တင်လိုက်လျင်ကိုကွက်နဲ့အတန်ပေး၍စကားပြောတတ်သည်ငါเจ้าကမြေကြီးမှလူပြီးကိုကွက်ဦးအတန်ပေး၍အော်နေသည်ကိုဖိုးထောင်က ကျုပ်ကိုမစားပါနဲ့ပြန်လွတ်ပေးပါဟုဘာသာပြန်လေသည်မဟာပညာရှိဖိုးထောင်သည်ကြံကြံပန်းပန်းငါးဘာသာစကားကိုလူနားလည်အောင်ဘာသာပြန်တတ်၏ငါเจ้าလေးငါးကောင်မိလျင်သူတို့အိမ်ပြန်ပြီးကြီးတော်တော်ရေးတင်လက်သူအပ်လိုက်သည်အချိန်တန်လျင်ငါเจ้าဟင်းစူစူဖြိုးဖြိုးတစ်ခွက်သည်ဇပွဲပေါ်တွင်အစင်းသေးတွေ့ရသည်သူတို့နှစ်ယောက်ကိုင်းနေစင်းပြီး တော်စားเสียဘူးဒီနုနုခရမ်းသေးရှိနုနုလေးတွေခူးလာတတ်သည်ကိုယ်ထောင်အားပေးလိုက်ပြီးနောက်နေ့ကြီးတော်အေးတင်တို့အိမ်တော်ခွေးရေကပြင်းမှာကြည့်လိုက်လေဘူးသီးကြီးတွေတန်းစီနေတတ်သည်ခရမ်းသီးရှိတွေကတောင်းနေအပြစ်မကြပါရွာထဲမှာစူညံတန်းတွေထွက်လာတတ်သည်ညကဘသူတွေကိုင်းနေစင်းပြီးဘူးသီးခရမ်းသီးတွေဝင်ခူးသွားရလဲမသိဘူးစင်တစင်ခရမ်းတမြောင်းတော့အသီးတွေကမရှိရောအောင်စိုးလဲအမတ်တမဲ့နေမိသည် သူတို့ခူလာတာကတော့စားဖို့ဘူးဒီနှလုံးသုံးလုံးခရမ်းသီးလင်းငါးလုံးသာဖြစ်သည်တခိုးကထူးဆန်းနေသည်တခါတည်းရန်ဒေါ်အေးတင်သည်ထူးဆန်းစွာမေးတတ်သေးသည်ဟဲ့ရင်းတို့ကောင်းချင်းမမစားကြင်ကြဘူးလားစ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 ားကြင်တာဗောကြီးကြီးကြီးတော်ရဒါဆိုကောင်းချင်းတဏံလောက်လဲထဲမှာတော့ခုကြီးအောင်စိုးတို့ရွာကတချို့လဲသမားတွေကကောင်းချင်းဆိုင်ကြသည်ကောင်းချင်းငချိတ်ပါဆိုင်ကြသည်သူတို့နှစ်ယောက်လဲခွင်းနဲ့ဆင်းခဲ့ကြသည်စဘာပင်တို့သည်နှင်းတောက်၍ရှေဝါယံဝင်းလျက်ရှိသည် အဆန်အောင်သည်ဖြင့်အနံတို့ငိုင်မိနေကြ၏ကစင်းရိုးဘေးမှကကစွန်းွယ်ကောက်ရိုးနယ်တို့ကတွားသွားနေကြသည်ကွင်းသည်စဘာတို့မဲ့နေတော်လဲအနေမိုင်းမှရေဆက်ဆက်ကြံနေ၏ငပြေးမတကောင်သည်ရေဆက်ဆက်ရှင်ဝိုင်းထဲတွင်တဖြက်ဖြက်ခုံပြီးလူးလွန့်နေသည်ပြန်နေသောပြန်ရောက်ကထုံငပြေးမကိုမြင်သည်ဝဲပြန်ရင်ကနေကွင်းထဲသို့ဆင်းလာပြီးနှုတ်သီးရှည်ခြင်းဖြင့်ငပြေမကိုထိုးဆိတ်လိုက်သည်သူတို့နှစ်ယောက်ကိုမြင်တော့ဂျိုင်းအောက်သည်ငါးကိုခြီးပြီးပြေးလေသည် သူတို့နှစ်ယောက်လည်းကောင်းချင်းစပယ်နဲ့တနန်အားခိုးပြီးရွာပြန်ခဲ့သည်ကြီးတော်အေးတင်ကတနန်နဲ့ခိုးခိုင်းသည်မဟုတ်လားနောက်တနေ့ရွာထဲမှာအတန်တွေထွက်လာပြန်သည်ကောင်းချင်းစပားကင်းကြီးကဘသူတွေဝင်ရိပ်သွားတာလည်းမသိတခင်းလုံးပြောင်းနေသည်တဲ့လဲပိုင်ရှင်ကစပားတခိုးဟာဓားရှိကိုင်းပြီးနောက်ရက်တွေမှာတညာလုံးမအိပ်ပဲဆောင်သည်သို့တော့တခိုးကိုတော့မမိတော့အောင်စိုးနဲ့ဘိုးတော်တို့နှစ်ယောက်ကတော့ကောင်းချင်းပေါင်းတစ်စလုံးကြီးကိုငရမ်း၆ဖုံနဲ့စားလိုက်ရသည်တော်ရည်နေစပယ်ကြီးတန်းမှာလဲကောင်းချင်းစပားတွေ၄၅တင်းပုံနေသည် အောင်စိုးကခလေးဆိုတော့ထိုးအဖြစ်ပြက်တွေကိုနားမလဲပါဒေါ်အေးတင်ခိုင်းလျင်လှုပ်သည်ဒေါ်အေးတင်တို့ကလဲဆဲကကြော်ခန်းရှိသည်သူတို့ကမိသားစုများတော့လဲသူတို့စပကြီးထဲမှာစဘာကရော့သည်မရှိဝမ်းစားမျိုးစဘာအပြင်ပိုလို့ရောင်းစားရသည်ကအစံပဲဒါတောင်ကြည်ထဲမှာစဘာတွေပိုနေသည်ရွာထဲကလူတွေကတော့ဒေါ်အေးတင်စပကြီးရမျက်ဆောင်ထိုးကြသည်ဒါပေမဲ့နှုတ်ကမဟာရဲကြဘာဖြစ်လို့ပါလဲတို့ဖြင့်အောင်စိုးသည် ကိုယ်တိုင်ចောင်းသားကြီးဖြစ်လာသည် ဟောတောင်သည်လည်းလေသမားကြီးလုံးလုံးဖြစ်နေ၏။နွေရာသည်ကြောင်းပိတော့အောင်စိုးစကားကြီးမှရွာသို့ပြန်သည်။အမေကအောင်စိုး၏သပင်အားခေါင်းလျှော်ပေးပြီးအုံးစီလိမ့်ပေးသည်။ဒါရဲ့ဒေါ်ရီတင်တို့အိမ်ကိုမသွားပါနဲ့။ငါးသားလေးမှအန်ဒီရရှိတယ်။ဘာဘာဘာဖြစ်လို့လဲ MMG ကြီးတော့အိမ်တင်ကဘာဖြစ်လို့အန်ဒီရရှိတာလဲ။ငါးသားလေးကူးလို့စကားထင်နေတာဒေါ်ရီတင်လက်ချက်ပေါ့။ပြ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 အောင်စိုး၏အထက်ထက်အတန်းသည်တပြားပြားနှင့်နှုတ်ပြားမှအလံတကြားထွက်ပေါ်လာသည် ူအံဩသွားရသည်သူစကားထင်နေတာဒေါ်အေးတင်လက်ချက်တဲ့ဘာကြောင့်ပါလဲဒီလိုသားရဲ့ဒေါ်အေးတင်ကဆုံးမကြီးသူ့မီးကိုညောင်စည်းလို့ခေါ်တာကိုမကြိုက်လို့ငါသားကိုစကားထင်အောင်လှုပ်လိုက်တာအမေသွားတောင်းမှန်တော့သူတိတဲ့အချိန်မှာလက်လွန်သွားပြီတဲ့ဒါတောင်သားကိုမြင်လိုက်တော့အမျိုးဆိုတာရဲ့ဖိုးထောင်ရဲ့အခြေဆုံးငွေချင်းပဲသိလို့ပညာကိုပြန်နှုတ်တာအကျွင်းကြံလေးကငါသားစကားထင်အောင်လှုပ်လိုက်တယ်လို့မျိုးဖြစ်သွားတယ်တစိမ့်ဆိုရင်တွေးရင်ပြီးသေးပြီတဲ့ အောင်စိုးအယမ်းကြောက်သွားသည်ဒါပေမဲ့ခေပညာလေးနည်းနည်းတက်လာတော့တိတ်မယုံခြင်းဂျီယော်အေးတင်ကိုလေ့လာရမည်ဤသို့ဖြင့်တနေ့အမိတ်အလစ်မှာဖိုးထောင်တို့အိမ်ဘက်သို့ထွက်လာခဲ့သည်ဖိုးထောင်ကလည်းတန်ငယ်ချင်းဖြစ်သူအောင်းပိတ်၍ပြန်လာပြီဆိုတော့မျောနေသည်ပေါ့ဟဲ့အောင်စိုးနင်အောင်းပိတ်လို့ပြန်လာလားဘယ်နှတန်းရောက်ပြီလဲဟောဟောဟုတ်ကဲ့ကြီးတော့နောက်နေ့ဆိုရင်၁၀တန်းတက်ရတော့မယ်အေးအေးကြိုးစားပေါ့ဒါနဲ့နင်ပစုံတော်ကြီးမစားချင်ဘူးလားအောင်စိုးပစုံတော်ကြီးတွေကိုကြိုက်ပါသည် သို့သောစိန်ဖမန့်ရေချိုးပစုံတုပ်ကြီးတွေကမြက်ကပားကြောက်ကြီးတဲ့တွင်ခိုးအောင်နေကြသည်ရေနှစ်ထက်ငုပ်ပြီးနှက်ရမည်ဆိုတော့ဖမ်းဖို့မလွယ်ပါတန်ငါသေးတွေပဲကျွမ်းကျင်ကြသည်ဒီကြီးတော်ရဲ့ပစုံတုပ်ကြီးတွေကကပားဆောင်ဆောင်ထဲမှာအောင်းအောင်းနေကြတယ်ကျွန်တော်မငုပ်ရဲဘူးပိုးဖိုးတောင်လည်းမလွယ်ရဲဘူးအမလေးဟဲကန်းစံမှာပိုက်စုံနဲ့ပစုံစိတ်လေးရတာဖမ်းခဲ့တယ်မှာငါလုပ်ပေးပါမယ်အောင်စိုးတို့နေရောက်မြကန်းဆက်ရေတိန်နေမှာပိုက်စုံလေးကဝါးနှလုံးပြည့်ချီပြီး ဒူးစလောက်ရေထဲမှာလိုက်ထိုးကြသည်လက်ဆွဲတမိန်တိုင်းထဲမှာဖမ်းမိထားသောပဇွန်စိလေးတွေကတဆက်ဆက်ခုံနေကြသည်အတော်လေးဖမ်းပြီးတော့အိမ်သို့ပြန်ကြသည်ဂျိုင်းလေးဟာဒေါ်ရည်တင်လက်ထဲသို့ထည့်ပြီးနှစ်ယောက်သားအိမ်ရှိမှာစွန့်နေကြ၏ဖဖဖဖတော့ငါငါငါပိုက်ပပပိုင်းလာလာပြီးအိမ်အိမ်သားတက်လာရောမကွာမင်းမင်းဒီမှာဒီမှာစောင့်နေအေးအေးငါလောက်စလုံးလေးတွေပြီးအောင်လောက်ထားလိုက်မယ်ကွာသူအိမ်နောက်ဖေးအိမ်နာဘက်သို့ထွက်လာခဲ့သည် အိနာရှိရာတို့မတော်ပဲအိနာဖေးမိဖို့ကြောင့်ကဝါထရင်ကြားထဲမှာချောင်းကြည့်လိုက်သည် တွေးလိုက်ရသောမြင်ဝင်းကြောင့်သူအံ့အားတင်သွား၏သူမြင်တွေ့နေရသည်ကဒေါ်ဧတင်သည်နတ်မောင်နေသောအိုးတလုံးထဲသို့သူတို့ဖမ်းလာသောပဇွန်စိလေးများလောင်းထည့်သည်ပြီးနောက်ရေထဲ၍ရောင်းမအနက်ရောင်လေးဖြင့်မှုေသည်စောင်းကြောင်တိုင်းပြီးနှောက်မှလည်းပွားစီပွားစီယွနေ၏အောင်စိုးကအတံမထွက်ဘဲချောင်းကြည့်နေမိသည် တောင်းလောက်ကြတော့ဒဝေးတင်သည်အိုးအနဲ့ရောင်နဲ့လက်နှိုက်၍ပဇွန်တုတ်ကြီးများတထုပ်ဝီးတထုပ်နှိုက်ယူ၍စလုံးထဲသို့ထင်းနေ၏သူတို့ဖမ်းလာတော့ပဇွန်စိတ်လေးများသည်ဘဝအပြောင်း၍ပဇွန်တုတ်ကြီးများအဖြစ်သို့ရောက်ရှိသွားပါတော့သည်အဖေရဖေရကြီးရောအေးတင်ဟာဆုံးမကြီးပါလားတော်ပြီတော်ပြီတော်ပြီသူပဇွန်တုတ်တင်ကမစားတော့ဘူးအောင်စိုးအလွန်ကြောက်သွားပြီးအေးရှေ့သို့အမြန်ထွက်လာပါသည်ဖို့ဖို့ဖို့တော့ငါငါအင်းအင်းခဏခဏပြန်လာအောင်မယ်အမေအမေငါ့ကိုငါ့ကိုရှာနေလိမ့်မယ် ခဲ့ရထမင်းစားပြီးမှပြန်မလာကွာဘလို့ပြည့်လို့စိတ်ပြောင်းသွားရတာလေငါငါငါအမေကိုမပြောပဲအိမ်ကထွက်ထွက်လာအမေစိတ်ဝင်နေလိမ့်မယ်အောင်စိုးအမြန်လစ်ထွက်လာခဲ့ရသည်အိမ်ရောက်တော့အမေကိုမြင်သမျှတွေ့သမျှတွေအကုန်ပြောပြလိုက်သည်ငါသားအမေတို့တိနေတာကြားပြီးရွာလူတွေလည်းတိကြတယ်သူတို့ကသမျှစဘာကင်းစိုက်ကင်းတွေကအသေးနံလေးနည်းနည်းလေးတော့ကူတာနဲ့နောက်နေတခင်းလုံးပျောက်သွားတာ သူတို့အိမ်မှာတိင်းနဲ့အပြည့်စပယ်ကြီးထဲမှာစဘာအပြည့်ဖြစ်နေတာဒေါ်ရေးတင်ရဲ့ပညာစွမ်းနေပဲတားရဲ့မကြေနပ်လို့သွားပြောရင်သူကပညာနဲ့ပြူစားမှာစိုးလို့ကြောက်ပြီးငြိမ်ခံနေရတာငါသားလေးသူတို့အိမ်မသွားပါနဲ့တားရဲ့အောင်စိုးသည်ထိုနေ့ထိုချိန်မှစ၍ဖိုးထောင်တို့အိမ်တို့မသွားတော့ပါလမ်းမှာတွေ့လျင်တော့ဖိုးထောင်ကမျက်နှာငယ်လေးဖြင့်နှုတ်ဆက်ရှာပါသည်အဲ့ဒါပဲစာရေးစရာကြီးကျုပ်တို့ရွာဖြစ်ပြက်ကအင်းဒါနဲ့ဒီဘွားကြီးရောရှိသေးလား သေးပါပြီဗျာသူ့ပညာမျိုးဆက်လဲသူသားသမီးတွေကမလို့ခြင်းကြတော့မျိုးဆက်ပြောက်သွားပြီဗော။အော်တော်သေးတာဗော။ဒါနဲ့ခမရောဘလို့ဖြစ်ပြီစကားမထည့်ပဲအကောင်းအတိုင်းပြန်ဖြစ်သွားတာလေ။ဟာဟာဟာဒါကမသိပါဘူးဗျာသူ့ပန်သူအချိန်တန်းတော့ဒီတိုင်းပဲပြန်ကောင်းသွားတာပဲ။နေအောင်ဗျာနောက်ထူးဆန်းတဲ့ဖြစ်ပျက်တခုကကျုပ်တို့ရောမှာရှိသေးတယ်ဗျာ။အကောင်းပြီဗျာခမရတို့ရောကဖြစ်ပျက်တွေကကျုပ်တို့ရေးစရာဝတ္ထုတွေပါပဲလားဗျာ။ကဲပြောသမ်းပါဦး။ဒီလိုဗျာစာရေးစရာရွာထဲမှာအိမ်မေးတလုံးရှိရည်တည်ရမလား။ ဒီတိတယ်လေအဲ့ဒါဘာတွေ့နေလဲအင်မတန်လောဘကြီးတဲ့ဥထုံးတင်အိမ်နဲ့ဒီဖိုးကြီးဖြစ်ပြက်ကတေရွာလုံးရီလိုက်ရတာဥတက်စရာဗျာဘလို့ဖြစ်ပြီခမားလို့တေရွာလုံးဥတက်ကုန်ကြတာလေဗျာသူကလောဘကြီးရောသူ့ကိုရွာလူတွေကချင်းနေလေသူကလည်းခံလိုက်ရရောဝိုင်းမီမတနာတယ်ပြင်ဟားလိုက်ကြတာအဲ့ဒီအချိန်ကစပြီအဲ့ဒီလူကြီးတဲ့လောဘမကြီးရတော့ဘူးဗျကိုအောင်စိုးသည်လောဘကြီးသည့်ဥထုံးတင်အကြောင်းဆက်ပြောပြသည် ကျွန်တော်ကလည်းကိုအောင်စိုးအိမ်ရှိချမ်းဝင်းထဲမှာကိုပြစ်ပုံမှာထိုင်ရင်ငရမ်းကြောက်ဖို့စားလိုက်ရင်းနှွေးချမ်းတောက်လိုက်ဖြစ်သူပြောပြသောဇလန်းကဆက်နားထောင်ပါတော့သည်အချိန်ကတော်လိုင်းအေးကောင်စီတက်ပြီးမဆာလာပါတီဖွဲ့၏ပထမဆုံးအကြိမ်လွတ်တော်ရွေးကောက်ပွဲများကျင်းပသော1984ခုနှစ်ကာလဦးထွန်းတင်သည်မိဘများထားခဲ့သောလေယာချောင်းမြောင်းများကိုညီကိုမောင်နှမများအနှဲငယ်သာခွဲဝေပေးပြီးသူအများဆုံးယူသည်ညီကိုအမနှမများကသူ့ကိုမပြောရဲကြ ပဆက်ရှိ၍တာကြီးများငွေတို့ချီပြီးပြန်မဆက်နိုင်သည့်သူများ၏လယ်တွေကိုပါသိမ့်သည်ဗာဒီဝင်ကလည်းဖြစ်ကျေးရွာကောင်းစီယူကြီးဆိုတော့လေအာနာရှိ၍သူ့ကိုဘသူမှလှန်၍မရပါလေက90ခန်းမှထွက်သောစဘာတင်း3000ခန်းသည်သူ့ခြံဝင်းထဲမှစပယ်ကြီးထဲတွင် ပြည့်မောက်ရှန်ကြနေသည်စဘာတွေအောင်သောဥထုံးတေးရာတပြုံးပြုံးစဘာဘေးတွေကလည်းရပြန်တော့စဘာတွေရပြီးရဖြစ်နေသည် သူ့စည်ရင်းငါးတွေကိုစဲပြင်းလေကြီးခဲပြီးဩဝါဒချွေနေပုံကသမားတွေအမြင်ကက်လောက်เสียဖြစ်မင်းတို့တွေအလုတ်ကိုကြိုးစားလုံးမှကြီးဝါချမ်းသာမှာကွထွန်းတင်တို့အလုတ်လုတ်တာတွေ့တယ်မလားငါစမားတွေဘလောက်ရလဲဆိုတာအမှန်မှာဦးထွန်းတင်ကြီးလဲတဲ့သူတည့်ရက်မှမစင်းပါစည်ရင်းငါးတွေကိုစဘာနေနေပေး၍တေလောက်အောင်ခိုင်းသည်လေသမားတွေကလည်းလှုပ်เสียအလုံးမရှိဘဲထမင်းနတ်မယ်ယုံအဝေလေးပတ်ရလျင်တော်ပါပြီဆိုပြီးဝင်လုံနေကြခြင်းဖြစ်သည်ဤသို့ဖြင့်ຫນွေလည်းနှစ်တနေတွင်ဖြစ်သည် အင်းလေရွာလေးသည်ပူပင်သောနေရာအောက်တွင်လူးနွံ့နေရှာသည်ရွာထဲရှိကိုကိုပင်းများအောက်တွင်ကလေးများကစားနေကြ၏လူကြီးတွေကလေလုံငန်းတွေပြီးသွားပေမဲ့မိုးကြလျင်ထုံရက်ဖို့အတွက်ထုံနှောင်းထုံနှံများပြင်ဆင်နေကြသည်ရွာလေကိုကိုပင်းအောက်တွင်မိမတစုငရမ်းခုန်နေကြသည်အင်းလုံငန်းများပြီးသွားတော့လေလက်ကြံအိုင်များကိုပတ်၍ရလာတော့ငရမ်းငခုငပြေမငစင်စံများအမျိုးအစားကွဲ၍ငပိသိမ့်မိသူကတဖွဲ့ ငရံများအခေါင်းခုတ်ဦးနှုတ်၍ငရံကြောက်ခွဲနေကြသောမိမတစုကတပွဲရွာလေကုတ်ကုတ်ပြီးအောက်တွင်အလုရှုံနေကြသည်ထိုနေ့ဖို့ရွာထဲရှိအိမ်များသည်ငရံကောင်းချင်ရင်ဟင်းငရံဦးဟင်းများဖြင့်စားကောင်ကြပေဦးမည်ဦးထိုနေကရွာလူကြီးကောင်းစီဥက္ကဋ္ဌဖြစ်၍ငါးခုတ်နေသောမိမများရှိရာသို့ရောက်လာသည်မင်းတို့ဘာလုပ်နေကြတာလဲငါးခုတ်နေတာလေမမြင်ဘူးလားဥက္ကဋ္ဌရဲ့ဖြူလိုကလေးနဲ့အတန်တိုးတိုးတစ်ချက်ထွက်လာသည် ဘသူလဲကွာငါ့ကိုဘျူလိုကလနဲ့လို့ပြောတာဘသူမှမပြောပါဘူးဘာကြီးထုံးနေနားကြလွဲလို့နေမှာပါငါကဘျူလိုကလနဲ့မဟုတ်ဘူးကွာမျိုးကအရာရှိမင်းတို့မျိုးပိုင်တို့ကိုလည်းနင်းတို့ဒီလိုပြောလို့မရဘူးပြောရင်ငါကတ်တဲကိုအကြောင်းကြားပြီးဖန်ခိုင်းရမယ်အမလီမပြောရဲပါဘူးတော့ကျုပ်တို့တောသူတောင်သားတွေအရာရှိတွေကိုကြောက်ပါတယ်ခါစားစားတယောက်ကငေါတော်တော်ပြောလိုက်သည်သူမ ాయి ဒေါ်လာသည်စစ်နေတုံးပေါ်မှာခုံနေသောငရံစီတို့ရောက်သွားသည်ထင်သည်ခွက်ခနဲအတန်ကြားလိုက်ရပြီးငရံကြီးသည်ခေါင်းကွဲ၍လူးလုံမီတေရှာသည် နင်သိမ်းပါအေးမယ်ဟဲ့နင်ငါ့ကိုစောင်းပြောနေရလားအမလီဥက္ကရာကိုလည်းမပြောရဲပါဘူးတော့ငရန်ကတော်တော်စွာနေလို့ခေါင်းကိုထုလိုက်ရတာပါ အိုင်ပတ်တဲ့အဖွဲကောင်းဆောင်ကိုမောင်ပုသည်ဥက္ကရာတွေ့လိုက်ရသဖြင့်အပြေးလေးရောက်ကြလာသည်ဥက္ကရာကြီးငရန်ကောင်းနေလက်တယ်ဗျငရန်ဦးတွေလည်းလက်လက်ဆက်ဆက်ကြီးပဲတရွဲလောက်ယူသွားပါအောင်လားအေးကွာမောင်ပုကမင်းကလူတော်ပဲကွာငါရွာမှာမင်းလိုလူတော်တွေရှိတော့နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာမင်းကိုကောင်းစီဝင်ဖြစ်ရတာရမယ်ငရန်ဦးကြီးကြီးလေးတရွဲနဲ့ခေါင်းနှာခေါင်းအိမ်ဦးပို့လိုက်ကွာ ခွဲထားတဲ့ငရံယူတွေအကြီးကြီးတွေနော်ဟုတ်ကဲ့ဥက္ကဋ္ဌကြီးကျွန်တော်နှစ်နေလောက်ပြပြီဥက္ကဋ္ဌကြီးအိမ်ကိုတပြားပို့လိုက်ပါမယ်မင်းကောင်မတွေကိုလည်းကြည့်ထင်ွာနှုတ်ကတော်တော်စွာတယ်သူတို့စကားပြောနေစဉ်ရွာထဲသို့လှဲတန်းရင်းကမောင်းဝင်လာသည်လဲပေါ်တွင်ဝေယံဘတ်တွေကလည်းဘာပစ္စည်းမှမပါဘဲမောင်းလာကြခြင်းဖြစ်သည်ဟေ့ဒီလဲတွေဘာပစ္စည်းမှမပါဘဲဘာလို့ရွာထဲဖြန့်မောင်းလာကြတာလဲဘယ်လိုသွားမလို့လဲထိတ်ဆုံးလဲမှခေါင်းဆောင်ဖြစ်ရန်အတူတူမျက်နှာတော့ပေါ်ဟာပေါင်းထားသောလူကြီးတယောက်ကမတ်တက်ရက်လိုက်ရင်နွားများဆုတ်တက်၍ရက်လိုက်စီသည် ကျွန်တော်တို့ရွာလူကြီးဦးထွန်းနေကိုသွားမလို့ပါထွန်းနေဆိုတာငါပဲဘာကိစ္စရှိလို့လဲရွာထဲမှာခွေးတွေကလဲတန်းကြီးရစူးစူးဝါးဝါထိုးအောင်ကြသည်ရွာသားတွေကခွေးတွေကို မနှဲနိုင်အောင်ထိန်းနေရသည်ကျွန်တော်တို့စဘာဝယ်မလို့ပါဗျစဘာဝယ်ပြီဆိုရင်ဦးထွန်းနေစိတ်ဝင်စားသွားသည်အိမ်နိုင်ရာရောက်လာဝယ်သည်ဆိုတော့အလုသမားကတတ်တာအောင်မီကြိုက်သေးရလျင် ရောင်းလိုက်အောင်မီမြို့မှာကစဘာတင်းတရာလျင်တထောင်စည်းပေါင်နေသည် ငါစမားအမထမျိုးကောင်ကစံဟိုစေးမိချောနေတာ1200ဈေးရမှရောင်းပါနော်။ပေါင်ဈေးတဲ့200ပိုးပြီးပြောလိုက်သည်။ဒီကောင်လေးပေးနိုင်လျင်စပယ်ကြီးတဲကစပားတွေအကုန်ရောင်းလိုက်ပြီဟုစဉ်းစားတာသည်။ကျွန်တော်တို့ဦးထိုးနေပြောတဲ့ဈေးကိုပေးပါမယ်ခမ။ကျွန်တော်တို့အဲ့ရမှာစံပြတ်နေလို့ပါ။နေပါဦးမင်းတို့ကဘယ်ကလာဝယ်ကြတာလဲ။ကျွန်တော်တို့ဘောလေကျုံးဘက်ကပါစပားကင်းတွေပိုးကြကုန်လို့အဲ့ဒါမျိုးတော်မရလိုက်ပါဘူးဗျာ။ငါစပယ်ကြီးတဲကစပားတွေမင်းတို့လဲနေစံပါမလားကွ။စံပါတယ်ခမ။စံပါတယ်။ အိုးထွန်းတင်စဉ်းစားနေပါသည်လဲတွေကိုရည်ကြီးတော့ဆယ်စည်းခန့်ရှိသည်လဲတစ်စည်းစပါးတင်90ထားဆယ်စည်းမှတင်900အိမ်ကစပယ်ကြီးထဲမှာတင်3000နီးပါးရှိသည်ဒီကောင်နေငါစပါးကိုဘလို့အကုန်တင်နိုင်မှာလဲသူစဉ်းစားရင်ခေါင်းချောက်လာသည်ရှားမီငွေကလည်း3600တောင်းရွှေတကြသား800ဈေးပြတ်တွက်လျင်ရွှေ40သာနဲတဲ့ပတ်သက်တွေမဟုတ်ပါသူလောဘကြီးတက်လာသည် လာကွာငါ့ရိုက်ခဲ့ရွာလယ်မှာရှိတယ်လဲတန်းကြီးသည်ဥထုံးနေဥဆောင်ရနောက်သို့လိုက်ပါသွားကြသည် ကိုကိုပင်ပေါ်မှာကြီးအုပ်ကြီးကတအားအော်ရင်အားပေးနေကြသည်ရွာလေလန်းတစ်လျှောက်ခွေးတွေကအချိန်ကာမဟုတ်ဦးနေကြ၏ဦးထွန်းနှင့်ချမ်းဝင်းထဲမှစပယ်ကြီးတဲကစပားတွေကိုတင်းတောင်းများဖြင့်ချိန်တွေ၍လဲရင်ဘက်ထဲသို့လောင်းထည့်ကြသည်ဦးထွန်းနှင့်က သူကိုယ်တိုင်ကာလီမှတ်နေ၏နောက်ဆုံးစပယ်ကြီးနှလုံးမှစပားတင်းသုံးထောင်ပြောင်းတင်းသွားသောအခါလဲပေါ်မှာလည်းစပားတွေမိုးမောင်းနေပြီဖြစ်သည်ဒီကောင်တွေဘလို့လုပ်ပြီးလဲဆယ်စီမှာစပားသုံးထောင်အတင်းကြသည်နီသူစဉ်းစား၍မရတော့ပြီး သူ့မျက်စိရှင်းပေါက်မှာပဲလဲပေါ်သူစပားတွေလောင်းချနေသည်မဟုတ်ပါလားစပားတွေတည်ပြီးတော့အိုးထွန်းတဲ့အိမ်ပေါ်မှာငွေချေကြသည်၁၀တန်းငွေတွေအုပ်လိုက်ဖြစ်သည်မောင်ကောင်ဆန်ကင်းတစိ့တွေရဲ့ပြင်အသက်ထုတ်တာသောဗိုလ်ချုပ်အောင်ဆန်းဘုံ၁၀တန်းတွေလည်းပါသည်ကြက်စိတ်တွေလည်းပါသည်ပတ်ဆက်တွေကိုဂုံဒီအိမ်နဲ့ထုတ်ရသည်အားလုံးကိစ္စဝိစ္စပြီးတော့မောင်ကြီးတို့ရောနရိုင်းသွင်းကြီးတို့ရောက်လာသည်ဦးထွန်းနေခင်ဗျာကျွန်တော်တို့ပြန်ဝင်းပြူပါကျေးဇူးတင်ပါတယ်ဗျာနောက်လည်းစပားလိုရင်လာဝဲပါဦးမယ် အေးကွာဒီတရားဒီရတော့ငါဝမ်းတာနဲ့မျိုးစဘာပဲကြံတော့တယ်နောက်တန်တွေစဘာပေါ်မှာပဲလာကြပေါ့သွားကြအောင်သွားကြအောင်အလင်းရောင်ပျောက်သွားရင်မင်းတို့ခီးမတွေ့မဲတည်အောင်မင်းမြန်မြန်ညဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့နွားတွေကပြန်လဲသိပါတယ်သူတို့တွေနှုတ်ဆက်ပြီးပြန်သွားကြသည်ဦးထွန်းလင်မျက်နှာကြီးအားပြုံးဖြီးနေသည်နောက်တနေ့မှာတော့ဇဂါးဤတက်ပြီးရွှေဝဲမီမိမအတွက်ကြားကောင်းလက်ကောက်ခြေချင်းတည်ရန်ဆွဲကြွနှစ်ကြက်သားတစ်လုံးသူ့အတွက်ငါးကြက်သားရွှေဆွဲကြွတစ်ကုန်းလောက်ရမည် ်ထိုညကဦးထွန်းတယ်အိတ်မပြောပါသူဝယ်ရမိရွှေတကို မြည်နေ၍အိတ်လိုမရရွာဦးเจ้าမှာအုံမောင်းခေါင်းမှာမှေးကနေအိတ်ပြောသွားသည်ငါ့ကိုလှုပ်ချသွားတယ်ကွာငါမသိငါပါဘူးဟုတ်ပါမလားလို့စဉ်းစားနေတာဒီနာနာဘွားတွေကွာကြေးရဩကရာတော်လာပြီးလင်ရဲသေးတယ်မင်းတို့နေရဲ့နေရောင်မိတိုက်ပြင်မယ်ကွာတော်ရွှေတုတ်သည်သူ့လင်တော်မောင်ဒေါသကြီးနေဒီကိုကြည့်ပြီးစိတ်ထဲမှာချင်လာ၏လောဘကြီးတဲ့လူကြီးမှတ်မလားဟုစိတ်ထဲကပြောနေသည် ရှင်ကသူတို့တွေကိုမိတိုက်ပြင်မယ်ပြောနေအောင်ဘယ်ကနေလာဝဲတာလဲဆိုတာသိလို့လားမသိလို့ပေါ့ကွာသိလို့ကတော့ဆရာပိတ်ပြီးစေးကျင်လုံးနဲ့ရိုက်ခိုင်းမှာငါစပားတွေပြန်ပို့ခိုင်းမှာပေါ့ကွာငါကွန်နာနာဘွားချက်တွေကနှက်ချတာခံရတယ်လို့ဦးထုံးနေသည်ဂုံနေအိတ်ထဲမှာတက်ရွက်၆တရားကြည့်ပြီးခံမြင်တော့တာဖြစ်နေမနေညံတွေကသူ့ရှေ့မှာပဲထဲခဲ့သောငွေစက်ကူတွေသည်ယနေ့မနေ့တွင်ထုတ်ကြည့်လိုက်တော့တက်ရွက်၆အထက်လိုက်လေးတွေဖြစ်နေ၏အပေကြက်ကုန်းကကြက်တွေက အိုးထွန်းတင်ဤစပားများတဲ့ရွက်၆တွေကိုဝေဆက်ကိုတရန်ဖန်ဆင်းပြီးဝယ်သွားသည်မသိရွာထဲကလူတွေတိကြတော့ရည်လိုက်ကြသည်ဖြစ်ခြင်းပင်ဩကရမိုရှေ့တွင်မပြောရဲတော့လဲကွဲရတွင်အတင်းချ၍ပြောကြသည်ရွာကမိမတွေတန်းတုံရင်ပြောတော့လဲဒီဇလန်ရွာသားတွေအရက်တောင်ရင်ပြောတော့လဲဒီဇလန်ပြောမဆုံးပါတော့သုံးတောင်ဖြစ်နေသည်အူထုံးတင်သည်ဟောင်းလောင်းဤဖြစ်နေသောစပက်ကြီးနှလုံးအားကြည့်လိုက်တွေ့ရွက်၆ပုံလေးရာကြည့်လိုက်ပြီးရှက်တော့တာဖြစ်ပြီးအိမ်ထဲကအိမ်ပြင်မထွက်တော့တပတ်ခန့်အိမ်ထဲအောင်းနေမိသည် အင်းလေရွာလေးတွင်ဗဇက်ရာဇဝင် ဖြစ်ခဲ့သည်ကနောက်တစ်ခုရှိသေးသည်ဂျပန်ခေတ်ကဂျပန်တွေစုပ်ပြီးတော့ဂျပန်တွေကမြေကြီးအရှိတ်ဘက်ဘောလည်ဘက်သို့ပြေးကြသည်ရွာသားတွေကဂျပန်တွေပြေးသည်ကိုရွာပြင်ထွက်ပြီးချောင်းကြည့်ကြသည်အေယာဝတီမြစ်လေရေထဲကစစ်ကားကြီးတွေမောင်းတက်လာကြသည်ကိုအထင်သာတွေ့နေရသည်တဲ့စစ်ကားပေါ်မှာလည်းအင်္ဂလိပ်စစ်သားတွေအပြည့်ဖြစ်ရေထဲကနေမြေကဘာအတိုင်းမောင်းတက်သွားပြီးအရှိတ်ဘက်ကွင်းထဲဝင်ရောက်ပျောက်ကွယ်သွားကြသည်ကိုအထင်သာတွေ့နေကြရသည် တစည်းဝီတစည်းမောင်းဝင်သွားပြီးပျောက်ွယ်သွားတော့မှရွာသားတွေလည်းကြောက်အားလန်အပြည့်ရွာထဲသို့ပြေးဝင်ကြသည်ထိုဇလန်းသည်မိလိုက်သောလူကြီးတွေမှတဆင့်လက်ဆင်ငန်းပြီးပြောခဲ့ကြသည်မှာကိုအောင်စိုးတို့ခေတ္တံအောင်ရှိလေတော့သည်အဲ့ဒါပဲစာရေးစရာကြီးကျုပ်တို့ရွာကထူးဆန်းတဲ့ဇလန်းတွေကြီးပဲကျွန်တော်ဒီကိုအောင်စိုးပြောပြသောဇလန်းများပြန်စင်စားရင်ညီတို့မိဘုံဇလန်းရေးရမည်ကို တွင်းနေမိသည်အရန်၆ပကံလဲပြောင်းလေပြီ ရင်းနှွေးကြလည်းမရှိတော့ခုနှစ်စင်ကျဲကလည်းကောင်းငင်တွေအမီးကော့အောင်ထောင်းနေပြီတကောင်ကျက်လဲတုံနေပြီလင်းဝဲတို့ကတကွတ်ကွေမီလေးရဲ့အုပ်စုလိုက်အင်းဘက်သို့ပြန်သွားကြသည်လာဇန်ခုနှစ်ရက်လာသည်အနောက်ဘက်မြစ်ပြင်သို့စိုက်ဝင်နေသည်အင်းလေရွာလေးကတော့ညအမောင်မှအိမ်မောကျနေစေပင်ဖြစ်ပါတော့သည် အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေလာပြည့်ရစမ်းပြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ